ယူနိုက်တက်ကိုရရောက်ပြီးချင်းဒီယာမာတိတတာအကျိုးမြတ်ထူးသွားတဲ့လမ်းမန်းစ်ယူနိုက်တက်ကိုသမားဆန်နာလမ်းမန်းစ်ကပြီးခဲ့တဲ့ဆန်နာလနဲ့ပွဲစဉ်မှာပွဲဥထွက်ကစားခဲ့ပြီးတော့ဒီပွဲမှာသူဟာထူးချွန်တဲ့လက်စွမ်းနဲ့ပွဲဥထွက်နိုင်ခဲ့ပါတယ်။သူဟာအတူးစီးနဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာဂိုးမပြအောင်လို့ကာကွယ်နိုင်ခဲ့ပြီးတော့ Old Trafford ပရိသတ်တွေစီရနေပြီးတော့မင်းဟာဖုံးကွယ်ထားတဲ့ Schmeichel လားဆိုတဲ့အတန်းအမြန်ကြွေးကြော်တန်တွေကိုပါရရှိခဲ့ပါတယ်။ သူဟာပွဲတွင်းမှာနေမဲ့ပြိသက်တရဲ့ကြီးကျူးမှုကိုရရှိခဲ့ုံသာမကဘဲနဲ့ပွဲပြင်မှာလူနေမှုဘဝမှာလေးပဲမတင်မထားတဲ့တိုးတက်မှုတစ်ခုကိုရရှိခဲ့ပါတယ်ယူနိုက်တက်ကိုသမားအသစ်ဆန်ဒါလန်မန်စ်က2025ခုနှစ်စက်တင်ဘာလမှာ Ryan Ambrose ကနေပြီးတော့ Manchester United ကိုပြောင်းရွှေ့ခဲ့ချိန်မှာဘေဂျီယံနိုင်ငံပြင်မှာတိတ်မတိကြသေးတဲ့ကစားသမားတူဖြစ်ပြီးတော့ Instagram မှာသူ့ကိုလည်း follow လုပ်သူဦးရေကတသောင်းကျော်သာရှိခဲ့ပါတယ်ဒါပေမဲ့အော်တိုဘာလကိုရောက်တဲ့အခါမှာတော့သူ့ရဲ့ follower အရေအတွက်က9သိန်းနီးပါးအထိကိုတဟုန်ထိုးတိုးတက်လာခဲ့တာကိုတွေ့ရပါတယ် ဒီလိုမျိုးလင်မြန်တဲ့ဒိုးတက်မှုက United လိုမျိုးကဘာလုံးဆိုင်ရာအသင်းအစီကိုပြောင်းရွှေ့ခြင်းကကစားသမားတူရဲ့ profile ကိုဘယ်လောက်ထိမြင့်တင်ပေးနိုင်တယ်လဲဆိုတာကိုပြသနေတာပါ Manchester United လိုမျိုးကလပ်အသင်းမျိုးတွေကစားရတဲ့တက်ရောက်မှုဟာ Queen တွင်အချိန်နေတဲ့အကျော်လုံးပြီးတော့ရှိနေပါတယ်လမ်းမန်းဆိုလိုမျိုးကစားသမားတွေကအတန်းပေါင်းများစွာသောပရိသတ်တွေနဲ့မီဒီယာတွေကသူတို့ရဲ့လှုံ့ဆော်မှုစောင့်ကြည့်နေတဲ့ကြီးမားတဲ့ကဘာလုံးဆိုင်ရာပရိသတ်အင်အားကိုရရှိခံစားစီပါတယ် follower များလာနေမြသူအကြောင်းကိုကမ္ဘာမီဒီယာတွေကပို့ပြီးတော့အာရုံစိုက်လာပါတယ် သူပြောရတဲ့ဇကားတိုင်းပဲသူလှုပ်တဲ့အပြုတ်မှုတိုင်းကသတင်းဖြစ်လာပြီးတော့ကဘာလုံးဆိုင်ရာထင်ပေါ်ကျော်ကြားမှုအလိုလျောက်ရရှိစေပါလိမ့်။ဒါရီမကလေးပါဘူး။ကလတ်တင်းမှာခြေစွမ်းပြတဲ့ပြင်လူမှုကွန်ရက်မှာပါလူတီများပြီးတော့အားပေးသူများပါတဲ့ခါမှာဘယ်ဂျီယန်လရွေးစင်အသင်းအတွက်ရွေးချယ်ခံရဖို့မီဒီယာဖီအားနဲ့ပရိသတ်ထောက်ခံမှုကပုံမှုပြီးတော့အားကောင်းလာနိုင်ပါလိမ့်။အဲဒါပြင်သူရဲ့နာမည်ဟာ global brand တစ်ခုဖြစ်ပြောင်းလဲသွားပြီးတော့ဘယ်နေရာမှာပဲကစားကစားဈေးကွက်တန်ဖိုးပုံမှုပြီးတော့မြင်မာလာနိုင်ပါလိမ့်။ ဒါဘောလုံးသမားဘဝအဆုံးသက်ပြီးရဲ့နောက်ပိုင်းမှာပါဆက်လက်ပြီးတော့ရက်တီရှိနေနိုင်မယ်ရေရှည်အကျိုးမြတ်ပဲဖြစ်ပါတယ်။ဒါမဲ့လည်းဒီလိုလူသီးများတာကစပွန်ဆာအခွင့်အလမ်းတွေမီဒီယာရှူးပွဲနဲ့ကစားသမားရဲ့ကိုယ်ပိုင်အမှတ်ရစစ်ကိုအကြီးအကျယ်မြင့်တင်ပေးနိုင်မယ်မယ်။တချိန်တည်းမှာပဲဖီအားတွေနဲ့မျောလင်းချက်မြင်မားမှုတွေကိုပါပေါင်းထည့်ပေးလိုက်တာဖြစ်ပါတယ်။အလက်ရှိချိန်မှာတော့သူကဘေဂျင်နိုင်ငံသားဖြစ်တဲ့ Real Madrid ကိုယ်တော်မှာ Cordrice ကနေပြီးတော့၄ချိန်ခန့်အတူဆင်းနေပြီးအနီးကပ်လေးလာခွင့်ရနေပါတယ်။ ဆိုတော့ Chelsea ရဲ့ကျယ်ဝင်ဟောင်းဖြစ်တဲ့ Godrick က Lemans ကို Premier League ရဲ့အသင်းတစ်သင်းမှာကစားရတဲ့ဖိအားရင်းနဲ့ဘလို့လိုက်ရောညီထွေအောင်နေထိုင်ရမလဲဆိုတဲ့အကြံဉာဏ်တွေကိုပေးနေလောက်ပြီပဲဖြစ်ပါတယ်